နှစ်တွေနဲ့ချီကြိုတင်ခတ်မှန်းထားတဲ့အေယာမရေအောင်ငလင်ကြီးဖြစ်ပေါ်လာရင်ထိခိုက်ပျက်စီးနိုင်ခြေတွေနဲ့ပတ်သက်ပြီးအစီရင်ခံစာအသစ်တစ်စောင်ကိုဂျပန်အစိုးရကထုတ်ပြန်ခဲ့ပါတယ်။အစိုးရကတာဝန်ပေးထားတဲ့ပညာရှင်အဖွဲ့တစ်ခုကနန်ကိုင်းသမုတ်တရားကျောက် ပြည့်ရွေကျောင်းကြီးကိုဗဟုပြုဖြစ်ပေါ်လာနိုင်တဲ့ရေအောင်ငလင်ကြီးနဲ့နောက်ဆက်တွဲဆူနာမီရေလိုင်းတွေကြောင့်ဂျပန်မှာကြုံရမဲ့ထိခိုက်ပျက်စီးမှုအသေးအပြောက်အခြေအနေတွေကိုသိပ္ပံနည်းကြားဆန်းစစ်လေ့လာထားတာဖြစ်ပါတယ်။အဲဒီသမုတ်တရားကျောက်ဟာ ဂျပန်နိုင်ငံဟွန်ရှူကျွန်းရဲ့နန်ကိုင်ဒိုဒေသကမ်းရိုးတန်းအလွန်ကီလိုမီတာ900လောက်အကွာက ပစိဖိတ်သမုတ်တရာထဲမှာတည်ရှိနေတာပါ။အဲ့ဒီနေရာဟာအင်မတန်အင်အားပြင်းထန်တဲ့ရေအောက်ငလင်တွေကိုဖြစ်ပေါ်စေတဲ့ပင်မအရင်းမြစ်တစ်ခုလည်းဖြစ်နေပါတယ်။ဂျပန်အစိုးရဟာနန်ကိုင်သမုတ်တရာကြောက်ကိုအကြောင်းပြုပြီးဖြစ်ပေါ်လာနိုင်တဲ့မဂနီကျူပြင်အားအဆင့်၈ဒါမှမဟုတ်6လောက်ရှိတဲ့ငလင်ကြီးတစ်ခုအတွက်ကြိုတင်ပြင်ဆင်မှုတွေလေးလာဆန်းစစ်မှုတွေကိုအစဉ်တစိုက်လှုပ်ဆောင်ထားပါတယ်။ မတ်လ31ရက်နေ့ကထုတ်ပြန်တဲ့အစီရင်ခံစာကတော့လွန်ခဲ့တဲ့ဆယ်စုနှစ်တခုလောက်ကထုတ်ပြန်ခဲ့ဘူးတာနဲ့ရှင်ရင်ဖြစ်နိုင်ခြေအသေးအပြောက်ကနည်းနည်းလျော့သွားပြီးအဆိုးဆုံးအခြေအနေမှာလူ239,000လောက်သေဆုံးနိုင်တယ်လို့ပါရှိပါတယ်။အစီရင်ခံစာအရလာမယ့်နှစ်ပေါင်း30လောက်အတွင်းမဂနီကျူ၈ဒါမှမဟုတ်ကိုးအဆင့်ငလင်ကြီးတခုအချိန်မရွေးလှုပ်ခတ်နိုင်တယ်လို့သိရတာပါ။အဲ့ဒီငလင်မျိုးအမှန်တကယ်လှုပ်ခတ်လာရင် ဂျပန်ရဲ့တောင်ပိုင်းနဲ့အရှေ့ပိုင်းကမ်းရိုးတန်းတွေကိုအေယာမဆူနာမီရေလိုင်းတွေအမြန်ဆုံးရောက်ရှိလာနိုင်ပြီးတန်းနဲ့ချီများပြတဲ့လူတွေကိုအချိန်မီရွှေ့ပြောင်းဖို့အရန်ခက်ခဲမယ်လို့ဆိုပါတယ်။နောက်ပြီးအဲ့ဒီနန်ကိုင်ငလင်ကြီးသာအမှန်တကယ်လှုပ်ခတ်လာရင်ထိခိုက်ပျက်စီးမှုတန်ဖိုးကဒေါ်လာ1.8ထရီလီယံလောက်အထိများပြနိုင်ပြီးဂျပန်ရဲ့စီးပွားရေးကိုအကြီးအကျယ်ရိမ့်ရိုက်သွားစေနိုင်တယ်လို့လည်းအစိုးရကစာမှာခန့်မှန်းထားပါတယ်။သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးက အဲ့ဒီအစီရင်ခံစာပါအချက်လက်တွေကိုအခြေခံပြီးလိုအပ်တဲ့အစီအမံတွေကိုဖြစ်တင်အကောင့်ထဲဖွင့်နိုင်မယ်ဆိုရင်ထိခိုက်သေးခြင်းမှုအခြေအနေတွေကိုပို့ပြီး short ချနိုင်မယ်ဆိုတာယုံကြည်တယ်လို့ပြောပါတယ်တကယ်လက်တွေ့အကောင့်ထဲဖွင့်နိုင်ဖို့လဲအစိုးရကအစွမ်းကုန်အားထုတ်သွားမယ်လို့ကတိပြုခဲ့ပါတယ်အစီရင်ခံစာထဲမှာတော့တကယ်တမ်းဖြစ်ပေါ်လာမယ်ဆိုရင်ငလင်ရဲ့ပြင်းအားဟာ magnitude 6ပတ်ချာလဲလောက်မှရှိနိုင်တယ်လို့သုံးသပ်ထားတာပါပြီးတော့ပေ30လောက်မြင့်တဲ့ဆူနာမီလိုင်းတွေဟာ မြို့တော်တူချူအပြင်ကန်တိုနဲ့ကျူရှူကြားကတခြားဒေသကြီး12ခုလောက်စီရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ဒါအပြင်ရှီဇူအိုကာနဲ့ကိုချီတို့ကတော့ပေ30ထပ်ပိုမြင့်တဲ့ဆူနာမီရေလိုင်းတွေရဲ့တန်းကိုခန်းစားရနိုင်တယ်လို့အစိုးရခန်းစာကခမန်းထားပါတယ်။အဲ့ဒီအစိုးရခန်းစာကိုတင်ပြခဲ့တဲ့ပါမောခဖူကူဝါကငလင်ကြီးကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ထိခိုက်ပျက်စီးမှုတွေကိုထိထိရောက်ရောက်မလျှော့ချနိုင်ဘူးဆိုရင်ဂျပန်ဟာအန်ဒီယေကြီးကြီးမမချင်းချောက်ခံရရပြီလို့နားလည်ထားတဲ့အကြောင်းသတိပေးခဲ့တာပါ။ ဒါပေမဲ့လည်းငလင်တန်းကိုရှော့ချနိုင်မယ့်အစီအမံတွေကိုမှန်မှန်ကန်ကန်ထိထိရောက်ရောက်အကောင့်ထဲပို့နိုင်မယ်လို့တော့သူ့အနေနဲ့မျှော်လင့်ထားကြောင်းလဲဖူကူဝါကပြောကြားသွားပါတယ်ရှင်။